Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မအတင်းတို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှမြင်တာလေးတွေကိုပြပြပေးမယ်အဲတော့အဆလိုက်ကြမယ်ပေါ့နော်နောက်တစ်ခုကကျတော့ကုလတလုံးအခြေအနေမှာဂျုံတွေ့နေရလေးနဲ့အနောက်ဖြစ်လာမယ့်အရာလေးပေါ့နော်အဲတော့စပြောမယ်နော်တင်းရပေါ့နော်အခြေအနေမှာ အော်တရားမြတ်တာမှုပေါ့နော်တရားအခြေမှာတရားမြတ်တာမှုတစ်ခုကိုလိုအပ်နေတယ်။အင်းပြီးတော့ကျတော့အလူတရားနဲ့ပေါ့နော်တရားလက်ထပ်ဖို့ဒါမှမဟုတ်လို့ရှိရင်စုံစည်းဖို့တစ်ခုကိုအော်ရည်ရွယ်ထားရပေါ့နော်ဒါဒါပေမဲ့အဲ့ဒီသူကအတင်ကိုအင်း စိတ်ပျက်စရာကောင်းအောင်ပေါ့နော်တင်ကိုစိတ်ညစ်စိတ်ညစ်ရအောင်စိတ်ဆင်းရဲရအောင်သူကဖန်တီးပြီးဖန်တီးနေရပေါ့နော်သူကစိတ်အာတင်ကိုစိတ်ညစ်စေတယ်ပေါ့နော်စိတ်ညစ်စေတယ်အာသူကြောင့်တင်ကခံစားနေရတယ်ပေါ့နော်အဲ့ဒီသူကဘယ်လိုလူဖြစ်မလဲဆိုအချိန်ညာတော့အငွေကြီးချမ်းသာတဲ့သူအငွေကြီးအဆင်ပြေတဲ့သူဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့သူကနည်းနည်းအာတင့်အပေါ်ကိုအနိုင်ယူတတ်တဲ့သူတင့်ထအနေငယ်အ က်ကြီးရဲ့သူအကယ်၍အသက်ကြီးရဲ့ဆိုလို့ရှိရင်လည်း old energy မျိုးရှိရဲ့သူပေါ့နော်ရှင်းချက်ပြီးသားရှိတဲ့သူအာသူကတော့လေသူသူ့စီမှာသူ့ဘဝမှာသူအေးဆေးဆေးနေထိုင်နေပြီးတော့မှသူကနည်းနည်းအတ္တကြီးတဲ့သူမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အာတရားတော်သူ့အတွက်ကြောင့်သူနဲ့လက်တွဲမယ်လို့စိတ်ကူးထားပေမဲ့ အဲသူစီကနေပြီးတော့မှ balance မဖြစ်တာတွေမမျှတာတာတွေအတွက်ကြောင့်မလို့တင်ကအာစိတ်ညစ်နေရတယ်တင်ဘကိုလည်းမကြည့်ရတော့ကြောင့်အာတရားစိတ်ညစ်နေရတယ်ညာအိမ်မပြောတာတွေခံစားရတာတွေအဲသူ့ကြောင့်မို့လို့ကျမရေးထိတာတွေအဲအထိပါပေါ့နော်အာတရားဖြစ်ပြီးတော့မှခံစားနေရတယ်အာလက်တလုံးမှာတင်းတဲ့သူနဲ့အရင်ဖြစ်ထတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အာဒါပေမဲ့ပေါ့နော်အဲ့လိုမျိုး အာရန်ဖြစ်တယ်ဆိုလို့ရှိရင်လည်းအဲတင့်ဘကအနိုင်ရရှိတာမျိုးလေးတွေတွေ့တွေ့ရပေါ့နော်ကေရွေတင်ကရန်ဖြစ်လို့အနိုင်ရတယ်ဆိုတော့လည်းတင့်ဘမှာအတည့်အမှန်လေးလို့ပေါ့နော်အမှန်တရားတစ်ခုရှိနေလို့လို့ယူဆတယ်အမ်ဘလူပြဿနာတွေကြောင့်ရန်ဖြစ်တာလဲဆိုတော့အဓိကတော့သူ့ရဲ့အတကြီးမှုဒုက္ခအောင်ဆံမှုလို့မြင်မိရေပေါ့နော်တခြားအရာတွေထပ်ဆလို့ရှိရင် ာနောက်တစ်ခုကကြတော့အာတင်းတို့နှစ်ယောက်ကပေါ့နော်အာရေစက်ကုံသွားတာမျိုး ပေါ့နော်ရေစက်ကုံသွားတာမျိုးအဆင်မပြေရမျိုးတစ်ချိန်မှာအင်းဖြစ်လာနိုင်တယ်ပေါ့နော်အဲဆင်မပြေရမျိုးဖြစ်လာနိုင်တယ်အဲအဲ့ဒီဘီအဲ့ဒါအဲ့ဒီအချိန်နေလုံမြောက်ပြီးသွားလို့ရှိရင်ကြော်လုံပြီးသွားလို့ရှိရင်တင်ကအကေရေးပေါ့နော်တင်းတို့ညကအခုရန်ဖြစ်နေတယ်ဆိုလို့ရှိရင်လည်း အဲခွဲခွာရတာမျိုးပေါ့နော်ခွဲခွာရတာမျိုးဖြစ်နိုင်တယ်။음နောက်တစ်ခုကကျတော့တင်းတော့ရေစကုံနေပြီဆိုတာမျိုးလဲပြနေရပေါ့နော်နောက်တစ်ချက်ကကျတော့တင်းကအာကိုယ့်အနေကိုပြန်လဲထူထောင်ရမယ်ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်အပြန်လှုပ်ရမယ်အဖေအားတရားလှုပ်တာမျိုး meditation လှုပ်တာမျိုးယောဂဆော်တာမျိုးအလှုပ်ရမယ်음ပဝင်ခြင်းနဲ့တဟားစာတာဖြစ်အောင်နေထိုင်ရမယ်အ အကိုရဲ့စိတ်နဲ့ခန္ဓာကိုယ်နဲ့ကို အာညီမြအောင် ထိန်းသိမ်းရမယ်။အနောက်ပြီးတော့ဗောနော်အတွေးမြင်နေဆိုလို့ရှိရင်လည်းအခုအတွေးမြင်နေတဲ့ရှူတာမဟုတ်ဘဲနဲ့အဲနောက်ထပ်ပေါ့နော်အမအတွေးသိအမြင်သိနဲ့အကြည့်ရှုတရမယ်အခုဖြစ်နေလက်တလုံးဖြစ်နေတဲ့ပြဿနာရေးဆိုလို့ရှိရင်လည်းပေါ့နော်อืม ိုကဒီဒီတမျိုးကိုစဉ်းစားနေတယ်ဒီလိုလမ်းကြောင်းတိုင်းစဉ်းစားနေရဆိုလို့ရှိရင်နောက်ထပ်လမ်းကြောင်းတစ်ခုကနေပြောင်းပြီးတော့မှစဉ်းစားကြည့်စဉ်းစားကြည့်ရမယ်ပေါ့နော်ပြောင်းပြန်စဉ်းစားကြည့်ရမယ်အာနောက်တစ်ခုကတင်ရသူ့ကိုထားခဲ့ပြီးတဲ့အချိန်မှာအေးချမ်းသွားတာမျိုးအဆင်ပြေသွားတာမျိုးတွေ့တယ်ပြီးတော့သိစီမှာရွေးချယ်စရာတွေအေးပေါများလာတာမျိုး ပေါ့နော်ရွေးချယ်စရာနောက်ထပ်အခွင့်အရေးတွေအခြေအနေနဲ့ပတ်သက်ရင်ရှိလာတာမျိုးတွေတွေ့တယ် င်မှာရွေးချယ်စရာအသူတွေပေါ့နော်ရွေးချယ်စရာသူတွေပေါ်များလာလိမ့်မယ်ပေါ့နော်သူနဲ့ပြတ်သွားပြီးရဲ့နောက်ပိုင်းမှာအချစ်တက်တခုပေါ့နော်နောက်ထပ်အချစ်တက်တခုကိုရဲ့ soul mate ပဲဖြစ်ဖြစ်ကိုရဲ့ right person ပဲဖြစ်ဖြစ်ကိုကဆောင်မြော်နေရဆိုလို့ရှိရင်အဲ့ဒီဆောင်မြော်နေတဲ့သူကရောက်လာဖို့ရှိတယ်အဲ့ဒီဆောင်မြော်နေတဲ့သူကရောက်လာဖို့ရှိတယ်တင်စီကို အာဘယ်လိုမျိုးရောက်လာမှလဲဆိုချင်ကြလေအရှိန်အဟုန်မျိုးနဲ့ပေါ့နော်လှင်းလင်းမြန်မြန်စိတ်အားထက်သန်စွာနဲ့အာရောက်လာမဲ့သူတယောက်ရှိရပေါ့နော်ဖက်ရှင်အပြည့်နဲ့ပေါ့နော်ဖက်ရှင်ပြည့်နဲ့ရောက်လာမဲ့လူတယောက်ရှိရအဲ့ဒီတော့တင်က true love ကိုစောင့်နေရယ် right person ကိုစောင့်နေရယ်ဆိုလို့ရှိရင်အဲ့ဒီ right person ကတင်ရှိကို ရောက်လာဖို့ရှိရယ်ဘယ်လိုမျိုးလဲဆိုတော့ အရှိန်အဟုန်နဲ့စိတ်အားထက်သန်စွာနဲ့အဲရောက်လာဖို့ရှိရပေါ့နော်တင်းတို့တွေ့တဲ့အခါမှာလည်းအမ်တင်းတို့နေရောက်ကပေါ့နော်တော်တော်လေးကိုအဆင်ပြေဖို့ merit အထီကို သွားဖို့ရတွေ့တယ်ပေါ့နော်အဲသူကဘယ်လိုလူမျိုးထဲကဖြစ်နိုင်လဲဆိုလို့ရှိရင်အာစစ်တိုက်ရတဲ့လူမျိုးတိုက်ရခတ်ရတဲ့လူမျိုးအဲ့လိုမျိုးလူမျိုးဖြစ်နိုင်တယ်အသားညူညူပေါ့နော်အသားညူညူ အဲမာဆေနဲ့ပေါ့နော်အဲ့လိုမျိုး ခနာကိုမျိုးရှိရတဲ့သူမျိုးဖြစ်နိုင်တယ်ဒါကတော့တင်းတို့အတင်းရဲ့ပေါ့နော်အနည်းဆက်ဆုံးနေရ future မှာဖြစ်လာမဲ့အအကြောင်းလေးပေါ့နော်အချက်စလန်းလေးကိုပြပြတာဖြစ်ပါတယ်။အင်းအဲ့ဒီတော့အခုလက်ရှိမှာအဒီလိုမျိုးကြုံနေရတဲ့သူတွေကတော့ ကျွန်မပြောသလိုမျိုးဖြစ်လာဖို့ရရှိရပေါ့နော်အားလုံးတော့အော်မဆုလို့ပေါ့နော်အာဒီထဲကနေပြီးတော့ energy ကိုက်နေမဲ့လူမျိုးတွေအဲ့လိုမျိုးဖြစ်လာနိုင်တယ်အဲ့တော့အာကျွန်မရဲ့ reading လေးကိုသဘောကျမဲ့သူထင်ပါတယ်အားလုံးပဲပပိုင်း